မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာကျွေးညမိမိသားသူအကျိုးဆိုပါတယ်ဗျာဒီနေ့16ရက်5လ2025တနေ့ကနေနေ့ရက်တနေ့တာကညီမမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာကျွေးညမိမိသားသူကနေပြီးတော့ဗျာမင်္ဂလာနေ့ပါပဲ16ရက်5လ2025တနေ့တာ တနင်္ဂနွေနေ့တနေ့တာကံကြမ္မာများကိုစတင်တင်ပြသွားမှာဖြစ်ပါတယ်ဗျာဒီကြီးမှာတနင်္ဂနွေနေ့မှာတော့နော်အလုတ်ကံနဲ့ပတ်သက်တဲ့ကိစ္စတော့ကိုယ်ဝင်ကိုရကိုမိသားစုကိုလုံငန်းနဲ့ပတ်သက်မှာအစိမ့်နေမဟုတ်ဘဲနဲ့အကြက်များနဲ့ပြန်လဲတိတွေ့ဆုံရတဲ့ကာလမျိုးအဲနောက်ကအဟောင်းများနဲ့ပြန်လဲတိဆောက်ရတဲ့ကာလမျိုးတစုံတယောက်တော့ရဲ့ကုညီဆောင်ချောက်မှုကြမိမိနေထိုင်ခဲ့မှုသောရည်တည်တာမှာပြန်လဲအိုးအိမ်များတိဆောက်ရတဲ့ကာလမျိုးဖြစ်ပါတယ် ိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာပြန်လဲပြီးတော့စတင်ရတဲ့လက်ပတ်ရတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့တင်းနှင်းငွေနေ့မှာအချင်းမပြေရတဲ့လူအလုံးတို့ဒီနော်ကျွန်တော်တို့ယာဟုအနောက်ရကိုလှဲ့လှဲ့ပြီးမှခမရအိမ်မှာပကံများလေးကိုဂိုင်းဂိုင်းပြီးမှစူးတော့အသိပကံများလေးရအကျွန်တော်လေးဟောအလုတ်ကံမကောင်းဘူးဗျာအလုတ်ကံနဲ့ပတ်သက်တာအဆင်ပြေခြင်းနဲ့ ဒါကြောင့်ကျွန်တော်လုပ်ငန်းလေးတွေအဆင်ပြေအောင်ကူညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းရာဦးတောင်းအောင်မြောက်တောင်းလှဲ့เนาะဟလာပကံများလေးကိုကင်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်ဒီနေ့တနင်္ဂနွေနေ့မှာတော့လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးအဆင်ပြေမှာဖြစ်ပါတယ်။မန်းနေ့ပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာအောင်မြင်ကြော်ကြတတ်ပြီးတော့ဒီချိန်မှာအဝင်ထွက်အားကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေနေ့18ရက်9လ2025နေ့မှာတော့ငွေကြေးနဲ့ပတ်သက်တဲ့အဆင်မပြေရတဲ့လူများတနင်္လာအရှိရကိုလှည့် ကြောက်တလေခဲလေးကိုတလုံးတော့ကိုကိုင်းပြီးတော့ဆူတာအတင်ကြောက်တလေခဲလေးရကျွန်တော်မှငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေဘူးကျွန်တော်ပေးစရာလည်းရှိတယ်ရတရားလည်းရှိတယ်ကျွန်တော်လူကျင်တာလည်းရှိတယ်လုပ်ငန်းလေးတွေလုပ်လို့မှာဗျာဒါကြောင့်ပတ်သက်လေးတွေလိုအပ်နေတယ်ဒါကြောင့်ပေးရန်ရန်စရာလေးအလုပ်ငန်းနဲ့ပတ်သက်တဲ့လိုအပ်တဲ့ငွေကြီးများကျွန်တော်လူကျင်တဲ့ငွေကြီးများအဆင်ပြေအောင်အမြန်ဆုံးကူညီဆောက်ရှောက်ပါဆိုတဲ့အကြောင်းတင်းလာအရှိအယကိုလည်းကြောက်တလေခဲလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တော့ တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများစူတောင်းပြီးတဲ့အချိန်ရ9နာရီရရပြင်ပြောလို့ရှိရင်တော့9ရက်လောက်တွင်အဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာ။နောက်အဲဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့ရေရာလေးလုပ်မဲ့ဆိုရင်တင်းလာအခြေရာကိုလှည့်ကြောက်စက်ကလေးကြောက်ကြောက်စက်လက်ကလေးတစ်လုံးလောက်ကိုကိုင်းပြီးမှစူတောင်းစူတောင်းပြီးတဲ့အချိန်ရကျွန်တော်တို့က10စက္ကန့်10မိနစ်အတနာရီတရက်နောက်ကြရင်တော့6ရက်လောက်တွင်အဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာ။ ဒီအချိန်မှာစိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်ဒီချမ်းသာလားဆိုချမ်းသာပါတယ်တကယ်ချမ်းသာလားဆိုလည်းမချမ်းသာဘူးဗျစိတ်နဲ့ပတ်သက်တဲ့မှာစိတ်ကတခုလူအတခုအရမေဝတာတတိုက်ဖြစ်နေတာဖြစ်တဲ့စိတ်ထဲမှာတခုခုလူမကြတဲ့ပုံကအားလုံးကတနေ့ငွေတောင်းအရှိမြောက်တောင်းလက်အိမ်မှာရှိတဲ့ဓာဓာလေးတခုကိုကိုင်းကိုင်းပြီးတော့တနေ့ငွေတောင်းလက်လှည့်ပြီးတော့ဓာလေးကိုကိုင်းပြီးတော့ဆိုတော့အတင်ဓာလေးရဲ့ကျွန်တော်စိတ်ညစ်တယ်ဗျာကျွန်တော်စိတ်ညစ်တာတော့အလုံးမကောင်းဘူးလုံကောင်းမှဖြစ်မှာကျွန်တော်အိမ်နေဆောက်ကျင်တာအိမ်နဲ့ကိစ္စမပြီးသေးဘူးမြန်မြန်ပြီးမှဖြစ်မှာ ကျွန်တော်ပတ်သက်လူတွေဗျာပတ်သက်နဲ့ပတ်သက်တဲ့ကိစ္စအချင်းပြေးခြင်းနဲ့အပေါင်းအသင်းတွေကလည်းအဆွဲဆွဲမလုပ်ဘူးလှုပ်ခြင်းနဲ့နိုင်ငံခြားကိုသွားခြင်းနဲ့စာမွေးကိုဖြည့်ခြင်းနဲ့မြေကိုဝဲခြင်းနဲ့ခမရကြတဲ့စိတ်ထဲစိတ်ထဲမှာတခုခုလိုအပ်ချက်ရှိကိုအတင်ဓာလေးရယ်ဆိုပြီးတော့လိုအပ်ချက်တွေကိုထူတောင်းသမှာဗျာခမရထူတောင်းပြီးတဲ့အချိန်ရက်မိနစ်90နာရီဆိုလို့ရှိရင်တော့3နာရီဒါမှမဟုတ်3ရက်လောက်အတွင်းခမရစိတ်ချမ်းသာပျော်ရွှင်ရတဲ့ငွေကြေးများစိတ်ချမ်းသာမှုနဲ့ပတ်သက်တဲ့အခွင့်အလမ်းများရရှိလာမှာဖြစ်ပါတယ်ဒါကြောင့်စကြေ9လ2000 25တင်းနှင်းဝင်နေမှာတော့စိတ်ချနာခြင်းတော့တင်းနှင်းဝင်တောင်အရှိမြောက်တောင်လက်ဓာလေးကိုကန်ပြီးတော့ဆူတောင်းကြီးအဖြစ်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဒီကြောင်းလေးလေးစားစားဆူတောင်းပေးလိုက်ပါတယ်ဗျာနော်အားလေးချက်ကြီးရယ်ကိုနဲ့နီးနေဆက်သက်တဲ့တလူယောက်ျားတွေအပေါင်းအသင်းတွေနဲ့ပတ်သက်တဲ့မှာအပေါင်းအသင်းတွေတွေ့ရမှာကိုကအားနာနေတယ်အဲသူတို့ကလည်းကိုကိုအားနေတယ်အပေါင်းလူယောက်ျားတွေနဲ့ပတ်သက်ပြီးစိတ်ထဲမှာတခုခုလိုမကြသလိုခံစားနေရပါတယ်ဗျာ ဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တာအိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာဝါဒတာငွေကြီးနဲ့ပြောအပ်ဆိုရတာဝါဒတာဖြစ်တဲ့အတွက်ဒီချိန်မှာလူယောက်ျားတွေဓာတ်ပြက်နေတာဖြစ်ပါတယ်။ဒါကြောင့်တင်းငွေနေနေမှာတော့လူယောက်ျားတွေဓာတ်ပြက်နေတော့ခမတင်းလာအရှိရကိုလက်ကို့မှာဝတ်တဲ့အင်ကြီးလေးကိုကိုင်းပြီးမှဆူတော့အသိအင်ကြီးလေးရဲ့အာကျွန်တော်လူယောက်ျားတွေနဲ့စကားပြောချင်နေဗျာအာလူယောက်ျားတွေနဲ့လုပ်ငန်းတွေလုပ်မယ်ဗျာလူယောက်ျားတွေနဲ့ဆက်သွယ်ပြီးတော့ကိစ္စတွေလုပ်တဲ့အခါမှာတယောက်နဲ့တယောက်အဆင်ပြေခြင်းနဲ့ကျွန်တော်လှူခြင်းနဲ့ဗျာ ူချင်းနဲ့ရွှေလေးလဲလူချင်းနဲ့ဗျာအဲ့ကိစ္စလေးကိုရှင်းပြရအောင်။ကိုကြီးစောက်ချောက်ပါဆိုမိမိဝတ်ထားတဲ့အင်ကြီးလေးကိုလက်ကလေးနဲ့ကိုင်းပြီးတော့တင်းလာအရှိရာကိုလှည့်ပြီးမှကိုင်းပြီးမှဆူတောင်းခြင်းအားဖြင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဆူတောင်းမိကြီးတဲ့အသုံးစက္ကန့်3မိနစ်မိနစ်30 3နာရီရရားဖြစ်ပြောရင်နှစ်ရက်တွင်အရှင်းပြမိဖြစ်ပါတယ်ဗျာ။ကိုနဲ့နီးနေသက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအားကောင်းနေမြေရောင်းဝယ်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေအားကောင်းနေအပြောင်းအရွှေ့ရာထူးထူးတွေအရှင်းပြတယ်။ မိမတွေပိတ်ဆို့နေတာတွေပွင့်လန်းပြီးတော့เนาะအဲ့ဒါမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်မင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ပုံကူများရာဥတော်အောင်နောက်မြောက်တော်လဲပတ်စံလေးကိုင်းပြီးမှဆူတော်အသင်ပတ်စံလေးရဲ့ ကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ်ပြောသမျှဆိုသမျှအဆင်ပြေခြင်းနဲ့မင်းမဲ့ပတ်သက်တဲ့အလောက်ကန်လေးတွေလုပ်မယ်လုပ်မဲ့ကိစ္စလေးအဆင်ပြေခြင်းနဲ့မင်းနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆောင်ရွက်မယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေအောင်ကူညီပါမင်းနဲ့ပတ်သက်ပြီးတော့မြေယာနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်အပြောင်းအရွှေ့ရာထူးထူးနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်အဲ့ဒီအသင်ပတ်စံလေးကကူညီစောင့်ကြောက်တော်ပူမှာဆိုတဲ့အကြောင်းရာဟုတောင်းအောင်မြောက်တောင်းလည်းပတ်တန်လေးကင်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်မင်းနဲ့ပတ်သက်တဲ့ကိစ္စများပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအရွှေ့ရာထူးထူးနဲ့ပတ်သက်တဲ့ကိစ္စ မိယာတွေနဲ့ပတ်သက်တဲ့ကိစ္စမိမတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဆက်ရှိရဲ့9လ2025တနင်္ဂနွေနေ့မှာဖြင့်ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားတွေအမှန်သွားခြင်းတို့လိုသွားခွင့်ပြောခြင်းတို့လိုပြောခွင့်လေးတွေအစဉ်ပြေခြင်းလိုက်တာဗျာဒါကြောင့်တင်းငင်းငင်းနေမှာဖြစ်တော့အသွားလိုက်လာတဲ့ပြောတဲ့ဆိုတဲ့ကိစ္စလေးအောင်မြင်ခြင်းတင်းလာအရှိအရာကိုလှည့်ပြီးတော့ကိုဝစ်ထားတဲ့အင်းကြီးလေးကိုကိုင်းပြီးမှဆူတော့ အဲ့ဒီလိုလေးစုတောင်းမယ်လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စရွှေနဲ့ပတ်သက်တဲ့ကိစ္စမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စခီးစကားနဲ့ပတ်သက်တဲ့ကိစ္စတွေအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်တင်းလာအရှိရကူလက်မိမိခန္ဓာကိုယ်မှာဝတ်ထားတဲ့အင်းကြီးလေးကိုကိုင်းပြီးမှခမရသွားမယ်လာမယ်ခီးဒီသွားတဲ့ခီးဒီအစင်ပြပါသည်အန်ဒီရကင်းပါသည်ပြောသောစကားများအောင်မြင်ပါသည်အလူတွေအစင်ပြပါသည်ရွှေတွေဝင်ပါသည်လူယောက်ျားတွေနဲ့ပတ်သက်တဲ့မှာအန်ဒီရကင်းပေးခြင်းပြီးအစင်ပြအောင် ကူညီစောင့်ကြတော်မူပါဆိုတဲ့ကြောင့်တင်းလာအရှိရာကိုလက်မိမိအင်ကြီးလေးကိုကမ်းပြီးဆူတောင်းမယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ကိုနဲ့နီးနေသတဲ့အစုအဖွဲ့အုပ်စုအစုအဖွဲ့တွေရတိုင်းနဲ့ပြည်နယ်တွေမှာပြည်နယ်တွေအကောက်မီတိုင်းနဲ့အမကောက်မှုတိုင်းနဲ့အထွက်ပြီးတော့တခုခုလုံးမယ်ဆိုရင်ပြည်နယ်တွေခံရတယ်။အပြည်နယ်ပြည်ပြည်ခါတဲ့တိုင်းနဲ့ပတ်သက်တဲ့မှာနေပြီးတော့နဲ့ပတ်သက်မှာနေပြီးတော့အဲလာမယ်ဆိုရင် တိုင်းနဲ့ခံရတယ်။ အဲ့ဒါမျိုးတွေကြုံတွေ့နေတာဖြစ်ပါတယ်ရိုးရည်ဖုံးမတို့ရာကြောမှာဖြစ်ပါတယ်ဗျာရိုးရည်လေးတွေဖုံးမယ်ဆိုရင်တော့ဒိန်ညင်ဒိန်ညင်အဖြူလေးတွေအနုဒိန်ညင်လေးတွေဒိန်ညင်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေဒါမှမဟုတ်လို့ရှိရင်ဘာမှမရှိတဲ့ရက်တွေပါတော့မိမိရဲ့ဒူးကောင်းဂုံချင်းဟုတ်ပေါ့ဗျာဒူးကောင်းလေးကိုကိုင်းကိုင်းပြီးမှခင်ဗျာကိုးချင်းတီတီဆူတော့ဒိန်ညင်ဘူးလေးရရင်လည်းဒိန်ညင်ဘူးလေးစတော်ဘီတီနဲ့ပတ်သက်တဲ့ဒိန်ညင်ဒါမှမဟုတ်ရိုးဒိန်ညင်လေးတွေကိုကိုင်း ကိုင်းပြီးမှခမရဆူတောင်းသားမှာဗျာဒူကောင်းလေးဆိုရင်တော့ဒူကောင်းလေးကိုလက်ကလေးနဲ့ထိပြီးတော့ကိုကြီးတီတီဆူတောင်းကြီးအပြင်အမှုခင်ပြဿနာများဝေကွာမယ်နော်အားမရိုးရဖို့လို့ဒိုးရကြော်ပြီးငွေကြေးများဆူလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးတော့သာသနာပြုနိုင်မယ်ကိစ္စတွေဖြစ်ပေါ်နေရတယ်ဒါကြောင့်တခုခုနဲ့ပတ်သက်တဲ့အကြောက်တရားရှိတဲ့ပုံကူများအလိုငွေကြေးနဲ့ပတ်သက်တဲ့အလိုဆာနာရှိတဲ့ပုံကူအလုံးတို့ကြီးမိမိရဲ့ဒူကောင်းလေးကိုအရမျက်နှာနဲ့မဆိုင်မဲဒူကောင်းလေးကိုကိုင်းပြီးတော့ကိုကြီးတီတီဆူတောင်း ဒိန်ချင်းလေးဆိုရင်တော့လက်ထက်မှာကြိုင်ပြီးမှဆူတောင်းချင်းအပြင်တင်းတို့မှာပိတ်စုံနေတော့ရိုးရဖော်လို့ဒိုးရကြောပြီးအမှုခင်းပြဿနာများဝေကပြီးငွေကြေးများဆူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဆက်ရှိရဲ့9လ2025တင်းငွေနေတဲ့ကံကြမ္မာလေးတွေကိုတင်းပြနေတာဖြစ်ပါတယ်တင်းငွေနေပြီးတော့တင်းလာကျွန်တော်တို့နေတိုင်းနေတိုင်းနေတိုင်းတောက်လျှောက်တင်းပြနေအောင်ကြိုးစားနေတာဖြစ်ပါတယ်ဗျာเนาะဒါကြောင့်ဒီ2018ရဲ့9လ2025 ဟိုတင်းတင်းလာနေဟိုတင်းတင်းကနေနေရတနေ့တာကံကြမ်းမများကိုတင်းပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ